ဘယ်လိုကြောင့်စီကောင် flyway champion ခပတ်ကိုတိမ့်ပိုင်နိုင်မို့ fan စီမှာဒီအားသာချက်တွေရှိနေတယ်။ပရိသတ်များလုံးပဲမိလာပါများကြောကြမမီ sport channel ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်ဒီနေ့ဗီဒီယိုမှာတော့လက်ရှိ flyway ဘရင်ပန်တို့ကြာနဲ့တက်လူဂျိုရှော်ဘန်တို့ရဲ့ champion ခပတ်လူဝဲမှာ fan နေနဲ့ပန်တို့ကြာစီကရင် champion ခပတ်ကြီးကိုတိမ့်ပိုင်နိုင်မို့အတွက် fan စီမှာမြင်တွေ့ရတဲ့အားသာချက်တွေကိုဆွေးနွေးတင်ဆက်ပေးသွားချင်ပါတယ်။ပန်တို့ကြာကိုအနိုင်ယူဖို့ပထမအဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့ striking ပိုင်းပါပဲ။ပန်တို့ကြာရန်လိုတဲ့ fighter ဖြစ်ပြီးရှေ့တိုးထွားတာကိုကြိုက်ပေမယ့်သူ့ရဲ့မဲကိုကာဝယ်တဲ့အပိုင်းမှာအားနည်းချက်တွေရှိပါတယ်။ ဒီနေရာမှာဂျိုရှော့ဘန်ကအသာစီရနေပါတယ်။ဘန်ရဲ့ထူးခြားချက်က MMA fighter များဆိုလို့လက်ကိုကာပင်ကစားတာမျိုးမဟုတ်ပဲတမန်ရိုးချလက်ဝဲသမားတွေလို high cut လက်နက်ဖက်ကိုမြင်ပြီးကာထားတာ။စာလေးနဲ့ပခုံးနဲ့ကာဝယ်တဲ့ပုံစံမျိုးတွေတုံးပါတယ်။ဒါကပန်လိုချာရဲ့ white leg တွေကိုကာဝယ်ရမှာအများကြီးအထောက်အကူဖြစ်စေပါလိမ့်မယ်။ပန်လိုချာကအကွာဝေးကိုပေပြီးဝင်လို့ရတာကြိုက်ပါတယ်။ဒါပေမဲ့ဂျိုရှော့ဘန်ကလည်းအနီးကပ်အကွာဝေးမှာလက်သေးအတွဲဆက်တွေကိုလျှက်စီးလက်တယ်လို့ပြသွင်းနိုင်တယ်ပေါ့။ ဘန်တို့ကြာရှည်တွန်းလာတဲ့အချိန်မှာဘန်ကအနောက်ဆုံးမပြေဘဲတံပြန်တိုက်စစ်တင်တဲ့မျက်နှာကိုဒုက္ခပေးနေပါရင်ဘော်ဒီရှော့တွေကလည်းဘန်ရဲ့အနေအရှိဆုံးလက်နက်လို့ပြောပါမယ်ဘန်တို့ကြာအသက်ရဲ့အကြောင်းပွဲချိန်ကြာလာပြီးမောပန်းလာနေပါရင်ဘန်ဟာဘယ်ဘက်လက်သေးနဲ့တံပြန်ရဲ့ညာဘက်နံရိုးအောက်အသေးနေရာကိုထုံးနေရမှာအရန်ကျွမ်းကျင်ပါရင်ဘန်တို့ကြာလို့ခန္ဓာကြီးကောင်းတဲ့သူကိုကောင်းကြီးပဲထုံးနေလို့မရပါဘူးကိုလုံးကိုထိုးပြီးအသက်ရှူရခန့်အောင်လုပ်နိုင်မှသာဘန်တို့ကြာရဲ့လှုပ်ရှားမှုတွေကနှေးသွားမှာပါ ဘယ်ရဲ့ body shot တွေကပန်လူဂျာရဲ့စွမ်းအင်ကိုတစ်ပြေးပြေးနဲ့ဖြိုခွင်းနိုင်ပါတယ်။ပန်လူဂျာပေါ်သွားပြီဆိုရင်သူ့ရဲ့နာမည်ကြီးတိတ်တောင်းတွေကလည်းအားပြော့သွားမှာဖြစ်လို့ van အတွက်အခွင့်အရေးပို့တာလာပါလိမ့်မယ်။ van ကိုပရိသတ်တွေကချစ်ကြတဲ့အချက်ကတော့သူ့ရဲ့မနာတဲ့ထုတ်တတ်နိုင်စွမ်းပါပဲ။ van ဟာပရမအခြေထက်ဒုတိယတတိယအခြေတွေမှာပိုကောင်းနေရှိပါတယ်။ပန်လူဂျာကတော့ပွဲဆက်ဆံခြင်းမှာရမ်းချမ်းပေမဲ့နောက်ပိုင်းအခြေတွေမှာအရှင်ရောသွားတဲ့ပါတယ်။ငါးချီပွဲသာထိုးရမယ်ဆိုရင် van ရဲ့ဒီအားသာချက်ကပိုသိတာပါလိမ့်မယ်။ van ကတစ်ချက်ချင်းစီပြတ်တောင်းပြတ်တောင်းထိုးတာမျိုးပဲ၃ချက်လေးချက်တွေပြီးပြည့်သွင်းတဲ့သူပေါ့။ဒီလိုမနာတဲ့ဖိအားပေးမှုကပန်လူဂျာကိုစိတ်နဲ့ပိုင်းဆိုင်ရာရပါအကျဲ့ရိုက်သွားစေနိုင်ပါတယ်။ ပန်တို့ကြားကသူဖိအားပေးရမှကြိုက်တာပါသူပြန်ပြီးဖိအားပေးခံရရင်ကစားကွက်ပြတ်တပါရင်လက်ရှိချိန်မှာပန်တို့ကြားက34နှစ်ဝင်ကျင်ရောက်နေပါပြီ flyweight တိုင်းရဲ့အသက်35နှစ်ကလိုင်တုတ်ပြန်မှုတွေကနှေးကွေးလာတပါရင်ဖန်ကအသက်23နှစ်ဝင်ကျင်တာရှိသေးတဲ့အတွက်ခန္ဓာကိုယ်နလန်ထူမှုလှုပ်ရှားမှုမြန်ဆန်မှုတွေမှာအသာစီးရသွားနိုင်ပါတယ်ဖန်အထူးချိန်ခံနိုင်သူတယောက်ဆိုတော့ပြီးခဲ့တဲ့ပွဲတွေမှာတက်တည်ပြခဲ့ပြီးပါပြီပန်တို့ကြားရဲ့လက်သေးလေးကိုလေးလံပေးမယ့် van နေနဲ့တောက်ခံနိုင်စွမ်းရှိပါတယ်ဒါပေမဲ့ပန်တို့ကြားရဲ့ summation ချုပ်ကွက်တွေတော့ van နေနဲ့တတိထားပါမယ်ဗန်နေနဲ့ခပတ်ရဖို့ဆိုရင်ဒီအချက်တွေကိုတေချာပေါက်ပြင်ဆင်ရပါမယ် ဗန်နေဂျာကမြေမြေပေါ်ရောက်သွားရင်ကဘာအဆင်မှာဗန်နေနဲ့နေရန်ကိုသုံးပြီးပြန်ထတာမျိုးခြေထောက်ကိုအဖမ်းမခံရအောင်ခြေတလုံးကန်ကျက်တင်နဲ့အကွာဝေးထိန်းတာမျိုးတော့ပါမယ်။ဗန်နေဂျာကအတဲကန်နီဘောဆိုတဲ့အတိုင်းပြန်မဲ့ရဲ့ကြောကုန်းကိုရတာနဲ့ပွဲသိမ်းဖို့ဝင်မလေးပါဘူး။ဗန်နေနဲ့ထိုးပြီးပြန်ထွက်တဲ့အခါကြောပေးမိတာမျိုးလောမမဖြစ်အောင်သတိထားပါမယ်။ဗန်အာရင်ဂျာတို့ကပွဲဆမှာနေနေအေးနေတာပါ။ဗန်နေဂျာနဲ့တွေ့ရင်ပွဲဆတာနဲ့အိပ်ပျော်နေလို့မရပါဘူး။ပရမအချီမာကလေးကတက်ကြွတဲ့ချက်ဖဖြစ်ဖို့လိုပါတယ်။အချုံပြီးပြောမယ်ဆိုရင်ဂျိုရှော်ဘန်ကပန်ဂျူရာကိုအနိုင်ယူနိုင်တဲ့စတိုက်ကင်ရေးချင်းပြေးွားတဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ထိုးသဖြင့်တိုက်ခိုက်တဲ့ body shot တွေနဲ့မနာတဲ့ထိုးတတ်နိုင်တဲ့ကယ်ဒီယိုဟာပန်ဒိုချာအတွက်အစိတ်အောက်ဖြစ်စေမှာပါ။ဗန်ကတော့ပန်ဒိုချာကို၃ချိန်အတွင်းပွဲဖြတ်ပြမယ်ဆိုပြီးတော့ပြောထားပါတယ်။တကယ်ဖြတ်ပြနိုင်ခဲ့ရင်တော့ဗန်ကိုမဖြစ်မနေချီးကျူးရမှာပဲဖြစ်ပါတယ်။ဗန်တယောက်ပန်ဒိုချာကိုအနိုင်ယူပြီးပထမအဆုံး flyweight champion ခပ်ပတ်ရရှိတဲ့အာရှနယ်ပါဖိုက်တာဖြစ်လာမလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့နောက်နေ့မှာလဲအရင်နဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနေအကောင်ချောက်လိုက်ရပါတယ်ခင်ဗျာ။